မင်္ဂလာနနက်ခင်ပါဂျေစုဘီယူနာမြတ်တာတော်နဲ့ရင်သက်ချင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နဲ့နေတဝိုက်ဘူးချိန်ကတော့26ဒီဂရီရှိပြီးတော့မှ31ဒီဂရီရှိတယ်လို့ခန့်သားရရှိနိုင်ပါတယ်လေရုရေသွေးကအသင်တင်ဖြစ်တဲ့တနေ့လုံးတိမ်ထူရက်နိုင်ပြီးနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်။မြင့်ဆုံးပူချိန်ကတော့37ဒီဂရီဖြစ်ပါတယ်။နေ့စဉ်ဝိပ္ပူချိန်လင်းပြ ဇွန်လ၈ရက်တနင်္ဂနွေနေ့2025တင်းတောင်မှုကို ကောင်းမွန်စွာဆောင်ရွက်တော်သူတို့သည် အမျက်ရကြ၏ဒီကချက်တိမောသေဩဝါဒစာပထမဆောင်မှခွန်အားယူစရာများအပိုင်း6ဖက်ရင်ကျမ်းချက်တိမောသေဩဝါဒစာခန်းကြီး3ခန်းငယ်8မှ33ထိုနည်းတူတင်းတောက်တို့သည်တည်ကြည်တော်သူဖြစ်ရကြမည်ရှာနှခွနှင့်ပြောတော်သူတပည့်ရေကိုတောက်ကျူတော်သူ မစင်ကြဲသော စီးပွားကိုတတ်မဲ့သောသူမဖြစ်ရကြ။ကိုကိုကိုတိတ်သော စိတ်စင်ကြဲသည်နှင့်ယုံကြည်ခြင်းနှင့်နယ်သောအရာကိုဆွဲလန်းသောသူဖြစ်ရကြမည်။သူတို့သည်လေရှေးမစွာကစုံစမ်းခြင်းကိုခံကြစေ။နောက်မှအပြစ်တင်ကွင်းနှင့်ကင်းလွတ်လျင်တင်းတောက်လုကြစေ။ထိုနည်းတူမိမာတို့သည်တည်ကြည်သောသူဖြစ်ရမည်။ချောစားတတ်သောသူမဟုတ်တမာတရရှိသောသူ ။အရာရာ၌တစ္ဆာရှိသောသူဖြစ်ရကြမည်။တင်းတောက်သည်မယားတယောက်သည်ရှိရမည်။မိမိသားသမီးနှင့်အိမ်လူအိမ်သားတို့ကိုကောင်းမွန်စွာ အုပ်ချုပ်တော်သူဖြစ်ရမည်။အကြောင်းမူကားတင်းတောက်မှုကိုကောင်းစွာဆောင်ရွက်တော်သူတို့သည်မိတို့ဖို့ကောင်းသောအရာကို၎င်းယေရှုခရစ်၏ယုံကြည်ခြင်း၌ရဲရင်ခြင်းတတ္တိကို၎င်းအမျက်ရကြ၏။ယောဘဝိထုခန်းကြီး၁၈ခန်းငယ်၉ ဖြောင့်မတ်တော်သူတို့သည်လည်းတည်ကြည်ခြင်းလက်စင်ကျဲတော်သူတို့သည်ခွန်အားတိုးပွားခြင်းရှိကြလိမ့်မည်ဆလပီရှင်ဘောလူသည်တင်းတောက်တွင်နေပတ်သက်ပြီးတော့မှပေါ်ပြတဲ့အခါမှာတင်းတောက်တို့ဟာပထမဦးဆုံးတည်ကြည်တဲ့သူဖြစ်ရမယ်ဘုရားရဲ့အမြင်မှ၎င်းလူတွေရဲ့အမြင်မှ၎င်းတည်ကြည်ဖြောင့်မတ်ပြီးတော့မှလေးစားခံတိုက်တဲ့သူတွေဖြစ်ရမယ်နောက်ပြီးတော့ရှာနှခွားဖြစ်တဲ့သူမဖြစ်ရဘူးဘယ်သူနဲ့တွေ့တွေ့ဘယ်မှာပဲဖြစ်ဖြစ် စကားတခွန်းလေးကိုပဲတီတီကြီးကြီးနဲ့ပြောတတ်တဲ့သူတွေဖြစ်ရမယ်။လူရှိမှတစ်မျိုး၊ကွဲရံမှတစ်မျိုး၊ဟိုလူနဲ့တစ်မျိုး၊ဒီလူနဲ့တစ်မျိုးပြောတဲ့ရှာနှခွားဖြစ်တဲ့သူတွေမဖြစ်ရဘူး။သပြည့်ရည်ဆိုတဲ့ဝိုင်ကိုတောက်ကျူးတဲ့သူတွေမဖြစ်ရဘူး။ငွေကြေးနဲ့ပတ်သက်ပြီးတော့မှ လောဘလွန်ကျူးတဲ့စိတ်မရှိရဘူး။တမာအားဇီဝမဟုတ်တဲ့စီးပွားရေးတွေကိုလုတ်ကင်ပြီးတော့မှ စီးပွားရှာတဲ့သူမဖြစ်ရဘူး။အော်တာပါစိတ်ကြည်လင်တဲ့သူဖြစ်ပြီးတော့မှစိတ်ရှင်းတဲ့သူဖြစ်ရမယ်။ ဘုရားသခင်ကိုယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့မှလည်းလေးနက်တဲ့ယုံကြည်ခြင်းရှိတဲ့သူတွေဖြစ်ရမယ်။တတိယအဖြစ်ယုံကြည်ခြင်းမှာနုနယ်တဲ့သူတွေ၊ရင်းရိုင်တဲ့ယုံကြည်ခြင်းရှိတဲ့သူတွေ၊ယုံကြည်ခြင်းမှာအုပ်ရော်ရော်ကြောက်ရော်ရော်နဲ့ရောနှောယုံကြည်တာမျိုးမျိုးပဲနဲ့တည်ကြည်ခိုင်ခိုက်ခိုင်မာတဲ့ယုံကြည်ခြင်းလေးနက်တဲ့ယုံကြည်ခြင်းရှိတဲ့သူဖြစ်ရမယ်။တင်းတောက်ဆိုတဲ့ယာရုကိုရွေးချယ်ခန့်အပ်ဖို့ရန်အတွက်တာဝန်ပေးအပ်ခြင်းမခံရခြင်းမှာအတင်းတော်ကသူတို့ကို ချိန်ယူစောင့်ကြည့်တက်တည်ထူပြီးတော့မှ နောက်ဆုံးပြည်တင်ကွင်းနဲ့ကင်လွတ်တဲ့ခါကြတော့မှသူတို့ကိုခန့်အပ်တာဝန်ပေးအပ်ဖို့ရန်ဖြစ်ပါတယ်။နောက်ပြီးထိုနီတူမိမားတို့သည်တည်ကြည်သောသူဖြစ်ရမည်ဆိုတဲ့စကားကိုအနက်ဖွင့်ကြတဲ့အခါမှာတချို့ကအရာက ရှင်ဘောလူသည်မိမားတင်တောက်တွေကိုပြောတာဖြစ်တယ်လို့တချို့ကတင်တောက်လူကြီးတွေရဲ့မိမားတွေကိုပြောတာဖြစ်တယ်လို့လည်းအနက်ဖွင့်ကြပါတယ်။ ကျွန်တော်တို့နှစ်ချင်းခရိယံယုံယူသူတွေအတွက်ကတော့မျိုးသမီးတင်တောက်ကိုလက်ခံထားတဲ့အတွက်မျိုးသမီးတင်တောက်ဆိုတာဒီမျိုးသားတင်တောက်တွေလိုပဲဖျားရှိမှာရောလူရှိမှာရောလေးစားခံတိုက်တဲ့သူတွေဖြစ်ရမယ်။စကားအရမာ၎င်းပြုမှုရမာ၎င်းတည်ကြည်တဲ့သူဖြစ်ရမယ်။ချောစားတတ်တဲ့သူမဖြစ်ဘဲနဲ့မှန်ကန်တဲ့တတိတရားနဲ့တမာတတိရှိတဲ့သူ သူ့ဘဝရဲ့အရာရာဘက်ပေါင်းစုံမှာတစ္ဆာရှိဖြောင့်မတ်တဲ့သူဖြစ်ရမယ်။ တင်းတောက်လူကြီးတွေဒီအိမ်တော်ရေးမှလည်းရှင်းလင်းတဲ့သူဖြစ်ရမယ်။မယားတယောက်တည်းဒါမဟုတ်ခင်မွန်းတဲ့တယောက်တည်းရှိတဲ့သူဖြစ်ရမယ်။နောက်ပြီးတော့ကိုယ်အိမ်သူအိမ်သားတွေကိုကောင်းကောင်းမွန်ထိန်ထိန်ဆောက်ရှောက်နိုင်တဲ့သူလည်းဖြစ်ရမယ်။အဲ့လိုမျိုးရှင်ဘောလူတင်တောက်လူကြီးတွေရဲ့လိုအပ်ချက်တွေသူတို့ရဲ့ရှိရမယ့်ရည်သွေးတွေကိုဖော်ပြပေးတဲ့နောက်ပိုင်းမှာသူတို့ပေါ်မှာကတိတော်ရှိတဲ့အရာကိုဆက်လက်ဖော်ပြပါတယ်။တင်တောက်မှုကိုကောင်းကောင်းမွန်မွန်နဲ့လှုပ်ဆောင်တဲ့သူဟာ သူတို့အတွက်ကောင်းတဲ့အရာကို စုဆောင်းရရှိထားတာဖြစ်တယ်လို့တခင်ယေရှုခရစ်ကိုယုံကြည်ခြင်းမှာရဲရင်ခြင်းနဲ့အစွမ်းတတ္တိကိုအမြတ်ရကြတယ်လို့ပေါ်ပြပါတယ်။သင်းတော်မှာသင်းတောက်ဖြစ် ပါဝင်ပြီးတော့မှကောင်းကောင်းမွန်လှုပ်ဆောင်ခြင်းဟာကိုယ့်ရဲ့မိသားစုတွေကောင်းတဲ့အရာကိုရရှိသလိုမျိုးဖျားတရားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းကိုကဥဆောင်ဥရပြုလာပြီးတော့မှလေးနက်တဲ့ယုံကြည်ခြင်းကို အမြတ်ရလိမ့်မယ်လို့ရှင်ဘောလူဖော်ပြခြင်းဖြစ်ပါတယ်ဆက်လက်ဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီနေ့အတွက်လည်းကိုရောကိုယေရှုတင်ပါတယ်သန့်ရှင်သောဝိညာဉ်တော်ဘုရားသာသနာ့ပေါ်မှာစင်သက်ကြွလာအုပ်စိုးပါလမ်းပြပါတွင်တင်ပါကိုရောလူရောတိုင်းဟောပြောတွင်တင်လမ်းပြနိုင်သောသူတွေတည်တည်ဖြစ်စေဖို့မာဇရမူပါသာမန်မနိုင်ဒီအတွက်ဆုတောင်းခြင်းနဲ့ကိုလည်းကိုရောရှင် မှတ်သားတော်မူလက်နားညောင်းတော်မူလက်အဖြစ်ပေးသနာတော်မူပါကိုရရှင်လိုတော်တိုင်းကိုရရှင်ရဲ့အချိန်နာရီတိုင်းပြင်ဆင်စီရင်ကောင်းကြီးပေးလက်ကဲတင်ကဲနှုတ်လွတ်မြောက်စေတော်မူပါမြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားယခုမိုးရဲလီတွင်မှစေဘေးဆောင်နေပုန်းဆောင်နေရတာဒီသူတို့ကိုလုံခြုံတဲ့မိုးကာရီ နေရာထိုင်ခင်းနေရရှိစေပါစိတ်နှလုံးငြိမ်သက်ငြိမ်းချမ်းရသောခွင့်များကိုလည်းဘုရားရှင်ပြင်ဆင်ပေးပါ မတရားဖန်ဆီးချုံနှောင်ခံသူတွေအများဆုံးလွတ်မြောက်စေတော်မူပါမတရားသဖြင့်စုဆောင်းပြီးတော့မှအတင်းအဓမ္မခိုင်းစေခြင်းခံရတဲ့သူတွေလူလူချင်းခိုးယူပြီးတော့မှရောင်းစားခြင်းခံရတဲ့သူတွေကိုရရှင်ထူးပါရှိပါသူတို့ကိုလွတ်မြောက်ခြင်းလမ်းစပြင်ဆင်ပေးပါတာဝန်နိုင်ငံမှာလည်းလူလူချင်းကုန်ကူးတာတွေလူလူချင်းအမျက်ထုတ်တာတွေရောင်းစားတာတွေရှိနေတယ်ကိုရောတန်ဖိုးထားတဲ့လူရဲ့တန်ဖိုးကိုရရှင် ပြန်လဲပြီးတော့ကယ်တင်ကယ်နှုတ်တော်မူပါသခင်ယေရှုခရစ်သွေးတော်အားဖြင့်သာသမီတို့အားလုံးကိုကယ်တင်ရွေးနှုတ်ခဲ့တယ်ဆိုတာကိုလည်းသာသမီတို့မြန်မာနိုင်ငံကြီးနဲ့တကွာလူတိုင်းနားလဲစေဖို့ကိုရရှင်သွန်သင်ပြင်ဆင်ပေးပါယုံကြည်သူတွေဒီလဲဒီအရာတွေကို celebrate မှာစုတောင်းကြိုးစားလုပ်ကင်နိုင်တော်သူတွေတည်တည်ဖြစ်စေပါမြည်ချောင်းကောင်းကြီးပေးပါခရရှင်အုပ်ဆိုးမှုနဲ့ပြည့်ဝတဲ့နိုင်ငံကြီးဖြစ်စေပါနိုင်ငံတော်တည်ထောင်စေပါ တို့တော်သည်ကောင်းကောင်းမှပြည့်စုံတကယ်သို့မာပြည်ကြီးမှလည်းပြည့်စုံစေပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလဲဆုတောင်းကြပါရစေပါဗျာအာမင်